SpongeBob SquarePants ရဲ့ skin review လေးပေးပြီးပြီဆိုတော့ SpongeBob ရဲ့ညီနောင်လေးပတ်ထွေးရဲ့ skin review လေးကိုလည်းတစ်ချက်လောက်ကြည့်လိုက်မယ်ဆိုဘာရင်းပါနေမလဲတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။ကဲအဲ့တော့အချိန်နေမဆွဲဘဲနဲ့ Hero Intro လေးကနေစကြည့်လိုက်အောင် This is Pig! Crust, crab! skin ကိုကင်ပြီဆိုတာနဲ့သူ့ရဲ့ sound effect တွေကအစား patrick ရဲ့ cartoon တွေကအတန်နဲ့တပုံတန်နဲ့ဖြစ်တာမလို့တကယ်ကိုအစမ်းကြီးတွေပဲမွန်တွန်းကလုံးပြနေရဗျကဲအဲ့တော့ patrick ရဲ့ basic attack ကနေစကြည့်လိုက်အောင် patrick ကသူ့ရဲ့လက်ချောင်းတစ်ချောင်းမှမပါတဲ့ဒုံးဒီလက်ကြီးတွေနဲ့လှမ်းရိုက်တာဗျအဲ့အပြင်ကိုမှဘိုင်းနဲ့ကော့ပြီးတိုက်တာတွေလည်းပါသေးရဲ့ And here comes the giant fist! စကီဝမ်ကကြတော့သူ့ရဲ့လက်ချောင်းမပါတဲ့လက်ငုတ်တို့ကြီးကိုလက်သီးမရရအောင်ဆုပ်ပြီးအရှိကိုလှမ်းပြီးတော့ထုလိုက်မှဖြစ်တယ်ကြ။သူ့ရဲ့စကီဝမ်ကစပွန်ဘော့ရှ်ရောက်သေးကလိုမျိုးဂျီကွက်ထဲမှာမှာဘေးမှာခေါ်ရယ်တွေနဲ့အလဲတဲတဲမှာဟမ်ဘာဂါတလုံးကြနေမှာကိုတွေ့ရမယ်ကြ။ပက်စစ်ကတော့အန်နမီတကောင်အပေါ်မှာ ဂလူးရဲ့ sticky stack တွေကဟမ်ဘာဂါရဲ့ layer တွေအလွာလိုက်တဲ့ effect တွေထည့်ထားတာဗျ။ဥပမာ stack တစ်ခုရမယ်ဆိုရင်ပေါင်မုတ်အောင်ဆုံးအလွာရမယ်။ပြီးရင် cheese အလွာပြီးရင်ဆက်လက်အလွာအစသဖြင့်တိုးတိုးသွားမှာဗျ။တော်တော်လေးကို creative ဖြစ်တဲ့ skin တစ်ခုလို့ပြောလို့ရတယ်ဗျ။ ေတူးကလည်းပက်ထရစ်ကိုမှ crazy version ကြောင်တောင်ပုံစံကြီးဖြစ်သွားမှာဖြစ်ပြီး အနောက်ကလည်းပက်ထရစ်အသေးလေးတွေလိုက်လာမှာလည်းဖြစ်တယ်ဗျာ အဒီမိတ်ခွာတာကတော့ကျွန်တော်အကြိုက်ဆုံးပါပဲ Patrick အနေနဲ့ stack ပြည်နေတဲ့ကောင်တကောင်မို့တက်ခွာလိုက်မှာဖြစ်ပြီးတော့ Patrick ရဲ့စိတ်ဆိုးနေတဲ့ muscular form ကြီးပြောင်းသွားမှာဖြစ်ပြီးတစ်ချက်စီတိုင်းကိုဘလားတောင်းတော့လက်သီးတွေနဲ့ထိုးချတာဗျ ဒီလိုမျိုး ဖောင်တုံးဖောင်နဲ့တောင်းကျဲနေတဲ့ပက်ထရစ်ကိုရန်ရီမှာတွေ့မြင်လာရတော့မှလားဒါကတော့စိတ်ဝင်စားစရာပဲဗျဘရာဒါတို့အနေနဲ့ရောဒီစကင်ကိုဝင်ဆော့မှလားဒါမှမဟုတ်မတန်ဦးထင်လား ဘယ်လိုမျိုးထင်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ comment တွေမှာ sharing လုပ်ခဲ့ကြလို့ရပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်။